ဒီစကားကိုကြားလိုက်ရဲဆိုလေအန်အောနေတော့ဟီယိုဝီလဲသူ့အကိုကြီးကိုတိနေရတာဆိုပြီးမေးပါတော့အဲခူဆူကီကလန်အကြောင်းတွေကြားနေရကတဲ့ကဒီလိုအပြင်ကနေတန်မာတဲ့ဆာမူဝိုင်းရှိနေတော့အကိုကြီးကိုကိုညီဖို့ဒါမှမဟုတ်ရန်သူလားလို့ဟီယိုဝီကမေးတော့ဆိုလေသူတို့ကမဟာမိတ်ဆိုတာတော့မှတ်ထားဖို့တာပြောလိုက်ပါရဲ့ ခဲမိုကန်ဂျူရိုင်ဇိုခိကူအားလုံးအစဉ်ပြေနေရလာလို့ဟီယိုရီကထပ်မေးလိုက်ပါတယ်အဲ့ဒါတွေချက်တကယ်ပဲမမိုနိုစကဲရဲ့ညမလေးများလာလို့ဇိုကမေးနေတော့ဟီယိုရီလည်းတခြားရှင်းပြပေးလိုက်ပါတယ်လွန်ခဲ့တဲ့အနှစ်20ကအတိုင်းမမိုက၈နှစ်ပဲရှိနေသေးပြီးတော့ညမဖြစ်တဲ့သူကအနှစ်20ကျော်နေပြီမို့လို့မမိုရဲ့အသက်က26နှစ်ပဲဆိုတာကိုဇိုကသဘောပေါက်သွားခဲ့ပါတယ်တကူရောနားထောင်နေလို့ရပါမလားလို့ဇိုကပြောတော့ဟီယိုဘီလည်းတကူလေးကသူဘသူလဲဆိုတော့ကိုတိနေရတဲ့သူတယောက်မလို့ရပါလေလို့ဆိုပါတယ် သူမရဲ့ရှီတန်လေးကပဲအာတန်ကိုကူညီပေးခဲ့တာဖြစ်ပြီးတော့ကဲတင်ပေးခဲ့တာဖြစ်ပြီးလွန်ခဲ့တဲ့အနှစ်20ကသူမကလည်းဒီကလေးလေးလိုငငယ်လေးဖြစ်နေမယ်အဲ့ဒီနှစ်ကိုတော့လုံးဝမမေ့ဘူးလို့ဟီယိုဘီကဆိုပါတယ် ။လောင်ကျွမ်းရဲ့ရဲတိုက်ကြီးမှမျက်စိရှိမှအကိုဖြစ်သူကပျောက်ကွယ်သွားခဲ့တယ်။မိဘတွေကိုလည်းဆုံးရှုံးခဲ့ရတယ်။အကိုကြီးကအနည်း20နေရင်ပြန်လာမယ်လို့ဆိုခဲ့ပေမဲ့တိမ်တိုက်ကိုဖမ်းတယ်လို့မျိုးစကားကိုမျှော်လင့်ချက်မထားနိုင်ခဲ့တယ်လို့မျိုးအသက်ရှင်ကျင်စိတ်လည်းမရှိခဲ့ဘူးလို့ဟီယိုဘီကဖော်ပြလိုက်ပါတယ်။ဒါပေမဲ့ခပခါဝါမဆူကစိတ်သက်တွေမကြအောင်ပြုစုပြူထောင်ပေးခဲ့ကြောင်းနဲ့ရဲတိုက်ကြီးမိတော်နဲ့နေကဘေးပတ်လည်မှာရန်သူတွေဝိုင်းနာခံထားရတဲ့အချိန်ရေအောက်ပိုက်လိုင်းကနေပြီးတော့ဘသူမှမမြင်အောင်ပြေးတော့အောင်လို့လှုပ်ပေးခဲ့တယ်လို့ဟီယိုဘီကဇိုးကိုပြောပြလိုက်ပါတယ်။မိသားစုတွေကိုဆုံးရှုံးလိုက်ရတဲ့တူမကိုအ အမြဲတမ်းလိုလိုနှစ်သိပ်ပေးတတ်ပြီးတော့ကို့အတွက်စားဖို့မရှိလေ။သူမကိုတော့ကြွေးတာမလို့ကျင်နာရတဲ့ခါဝါမဆူကြောင့်ပဲပြန်ပြီးတော့ရီမောလာနိုင်ခဲ့ရတာပဲလို့ဟီယိုဘီကဆိုပါတယ်။အခုသူကရောက်ပမာလေးလို့ဆိုကမေးတော့သူမအသက်73နှစ်မှတင်လူကွဲသွားခဲ့ရမယ်ခါဝါမဆူကတာမာတဲ့သူတရားမလို့ဒီတိုင်းပြည်ကြီးရဲ့တနေရာမှာရှိနေမှာအသေးချာပဲလို့ဟီယိုဘီကဆိုပါတယ်။ဒါနဲ့တိုက်ပွဲအတွက်ပြင်ဆင်တဲ့အထက်မှာဘသူရောပါတီလေလို့ဟီယိုဘီကမေးတဲ့အခါဇိုးလည်းပါရဲသူရဲ့အကောင်တော့ကိုပြပြလိုက်ပါရဲ့။ cat fiber နဲ့ dos 3တို့ကိုပါလားဆိုပြီးတော့ hiobi က and all နေတော့ cat fiber ကအခုထိ wano ကိုမရောက်သေးကြောင်းလဲဆိုကထပ်ပြောလိုက်ပါတယ်အခါ server ကိုရောက်တခြားစုံတော့မှဘယ်လို hiobi ကပြောတော့ kmo kanjiro rizo kiku dos 3 cat fiber အဲ့ဒီ6ယောက်နဲ့ mono sake ကိုပဲဆိုကသူတို့တိတာမလို့ channel 3ယောက်ကိုတော့အခုထိမတွေ့သေးဘူးလို့ hiobi ကိုပြောလိုက်ပါတယ်အဲ့ဒီ channel 3ယောက်ကခဝမဆူ danjiro နဲ့ ashiwa doji တို့ဆိုရင်မဲ့သူတို့တွေမှာရှိရင်လဲဆိုတာ hiobi ကသူမကိုယ်ဝိုင်နဲ့မသိဘူးလို့ဆိုပါတယ် ဒါမဲ့ဒီစာရွက်ကလည်းနာမည်ကြီးတာမလို့တေချာပေါက်ထွက်လာမှာပါလို့ဟီယိုဘီကချက်ပြောလိုက်ပါတယ်။အဲ့ဒီစာရွက်တည်င်းကလည်းအပြတ်မြန်ပြီးဘလို့ဖြစ်လာမှာလဲလို့ဇိုကပြောနေတော့အစင်ပြေမယ်ဆိုတာကိုတော့ယုံကြည်ရဲ့လို့ဟီယိုဘီကဆိုပါတယ်။ဘာဖြစ်ဖြစ်ဇိုကတော့သူစဉ်းစားတာရက်တော့မယ်ဆိုပြီးတော့အိတ်ဖို့လောက်ရမယ်ဟီယိုဘီကိုနှစ်ယောက်ကအပြောလွန်ပြီးရှီမောနေလို့ဇိုလည်းသူအိတ်မရဘူးဆိုပြီးဒေါသထွက်နေပါတော့ သူတို့နဲ့ခဏအကြာမှာတော့ဆိုလဲအိမ်မောကြသွားပြီးတော့ဟီယိုဘီတယောက်ကလည်းသူ့ကိုကြီးကအရင်ကားလို၈နှစ်ပဲရှိနေသေးတာမလို့တိုက်ပွဲမတန်ခင်သူ့ရရင်တော့ကောင်းမှာပဲလို့ထုကူကူပြောနေတော့ထုကူကလည်းဇိုးအနားမှာအိပ်ပျော်နေခဲ့ပါပြီ။ရှာစီဦးသူကအရန်အေးပြီးမိကလည်းသေသွားပြီမလို့ဟီယိုဘီလည်းဇိုးကိုဝှက်ယုံနေခြုံပြီးလိုက်ပါ။တစ်ဖက်ကလူဗီကလည်းမထီပဲလွင်ထွက်သွားတဲ့ထိုးချက်ကိုလုံနိုင်မလုံနိုင်ကမလုံကြည့်ရင်မသိနိုင်ဘူးဆိုရင်ပဲရီလီကောစန်တိုမာရီကိုတုံးနောက်ကိုမြင်ဘူးရလို့ဆိုပါရဲ့။ ဝါလုံတိုင်းပြည်မှာခန္ဓာကိုယ်ကိုလေ့ကျင့်ပြီးတစ်ခုလုံးကိုပြန့်အောင်လုပ်ပြီးသုံးလို့ရတဲ့အင်အားတစ်ခုရှိတယ်လို့အဖိုးဟာရီကဆိုပါတယ်။ ပိုကောင်းတဲ့ဓာတ်ကခုတ်ချင်ရင်ဘယ်တန်ကုန်မဆိုခုတ်ဖြတ်နိုင်ပြီးတော့မခုတ်ချင်ဘူးဆိုပြီးတော့တွေးရင်တော့ဆာရွက်ကုတော်မှာခုတ်ဖြတ်လို့မရနိုင်ဘူးလို့အဖိုးဟွာယောက်ကပြောပြလိုက်ပါတယ်။အဖိုးဟွာယောက်ကသူ့အရှင်ကဓာတ်တိုင်းချင်ရင်နဲ့တင်ကြားခဲ့တာကိုတစ်ချက်တော့ကြည့်ပေးဖို့လဲလူဖိကိုပြောလိုက်ပြီးတော့သူဘယ်လိုလုပ်ရမလဲဆိုတာကိုအရင်ပြောပေးဖို့ပြောလိုက်ပါတယ်။တစ်ဖက်မှာလည်းလောကသူ့ရဲ့တငယ်ချင်းအဖွဲသားတွေကိုတန်တရာဖြစ်နေကြတာကိုလည်းမမေ့လိုက်ဖို့နဲ့ယုံကြည်လို့မရတဲ့သူအချင်းချင်းနောက်ကျောပေးပြီးတိုက်ခိုက်လို့ရမယ်မထင်နဲ့လို့ဆိုတာထွက်ခွာသွားခဲ့ပါတယ်။ ဦးစောလဲရှင်နူဘူးကမလိုတဲ့ဇကားတွေကိုရှောက်ပြောနေတာပဲလို့ပြောတဲ့အခါနှစ်နှစ်ဆယ်တောင်မှစီစဉ်ခဲ့ရတာမလို့လုံးနေတာဖြစ်နိုင်ကြောင်းနာမီကပြောလိုက်ပါတယ်။ပပုတ်သူတွေကဒီအကြံစီတွေကိုအကုန်လုံးပြောပြလိုက်ခဲ့မယ်ဆိုရင်တော့မှဦးစောက "तू အပြစ်မတင်ပါဘူး"လို့နေလို့နာမီလဲနင်နာဆိုရင်လဲပြောလိုက်မှာပဲမှတ်လားလို့ပြောလိုက်ပါတယ်။အဲ့ဒီချိန်စူညံတန်ကြားလိုက်တော့မြို့ထဲကနေပြီးတော့မောင်းထုတ်ခံရတဲ့လူတစ်တွေကရောက်လာခဲ့ကြောင်းနဲ့ပန်းမျိုးတော်မှာကရှုကန်းကိုတစ္ဆာရှိပြီးပတ်စံပေးရတဲ့သူပဲနေထိုင်လို့ရကြောင်းအဖွားတအူးကဦးစောတို့ကိုပြောပြလိုက်ပါတယ်။ ပထမဆုံးဘန်ကောက်ကညာဘက်ဆိုရဲကိုလက်ထိုးပြီးတော့မီးရှို့ခဲ့သူအဲ့ဒီမီးလောင်နေရာကိုအတုံးချပြီးတော့အိမ်ပြန်ပြင်ဆောက်ရင်တုံးတဲ့တသားတွေကိုရှောင်းတဲ့ဘွန်ကော့ မိသားစုထဲမှာမိလောင်ပြီးတိတ်သွားလို့ဝမ်းနေနေချင်းအားပေးစကားပြောပြီးအတိုးများများကောက်တဲ့သူကဘင်ကော့တူတူတုံးရောက်ဟာပူပေါင်းပြီးတော့လှုပ်ဆောင်နေကြတယ်။ဘလောက်ပဲမကောင်းတာတွေကိုလို့တာဝန်ရှိသူတွေကိုလက်ထိုးနေကြတာမလို့ဘာအပြစ်မှလည်းမခံခဲ့ရဘူးလို့အဖွားကဆိုပါတယ်။ဒါပေမဲ့တုံးရောက်စတုံးက OVN ကိုအသေးဆွဲမလို့ OVN စီမှာတပြားတစ်ချက်မှမရှိအောင်အလိန်ခံလိုက်ရတယ်လို့ထပ်ပြောတော့နာမည်လဲကောလာဟာလာတွေအရသာဆိုရင်အဲ့ဒီ OVN ကဒီအကြောင်းကိစ္စတွေကိုတိလို့တမင်လောက်ခဲ့တာမလို့ခူမွာစကီဆိုတဲ့အမျိုးသမီးလေးကဘသူများလဲလို့တွေးနေခဲ့ပါတယ်။ ။ဦးစောကလည်းမျက်နှာတွေကိုမြင်တော့ OBN စီတန်းသုံးကလူတွေဆိုတာကိုဒီရသွားခဲ့ပါရဲ့။သွားစရာမရှိလို့ရာစုကနေဖို့အိမ်ပေးထားပေမဲ့အခုဒီကိုကိုဘဝင်မိနေချာသုံးလို့အဖွားကချက်ပြောလိုက်ပါရဲ့။တဖက်ကဇိုးနားမှာလည်းဟီယိုဘီကအိပ်ပျော်လို့နေခဲ့ပါပြီ။တဖက်မှာလည်းလူဘီကအပကမန်ညာလက်ကဓာတ်နဲ့အားထည့်ပြီးခုတ်မယ်လို့ဆိုတာကိုအဖိုးဝါရုပ်ကိုလှမ်းပြလိုက်ပါရဲ့။ အဖိုးဝါယောကဒါအခုရှောင်ရှားလိုက်ပြီးရဲ့နောက်လက်မအတ်မမန်ဟာခီကိုတုံးပြီးမထီပဲထိုးရဲ့ထိုးချက်ကိုပြတ်တပေးလိုက်ပါရဲ့အပကမန်ကိုမထီပဲလွင်းထွက်သွားတော့လူပြည်ရဲ့အရှမ်းအံ့ဩနေပြီးတော့အဖိုးဝါယောက gift တာကိုစော်လိုက်နိုင်လို့ထောင်သားတွေတည်းစူညံလို့နေခဲ့ပါပြီ အဖိုးဝါကတကယ်ပဲ flower ဟာယုတ်ကိုယုတ်များလာလို့ထောင်သားတချို့ကလည်းတွေးနေခဲ့ပါတယ်။သူဗီတကယ်နဲ့တမျောက်ချင်တဲ့ပညာကဒါသာဆိုရင်အဖိုးဝါယုတ်ကသူကိုယ်တိုင်ကူညီပေးနိုင်လောက်တယ်လို့ပြောတဲ့အခါလူဗီလည်းအဲ့ဒီပညာတေချာတာမှုလို့သူ့ကိုတင်ကြားပေးပါလို့ပြောလိုက်ပါတယ်။ Hockey ကိုဘလို့တုံးလိုက်တယ်လို့လူဗီကမေးတော့အဖိုးဝါယုတ်ကသူ့အတွက်တော့ဒါကြီးကပင်မန်းစီရလို့ဆိုပါတယ်။ မတလူကလည်းဒေါ်လာထွက်ပြီးလူဗီတို့ကိုတိုက်ခိုက်ပေမဲ့လူဗီကိုလုံးဝမထိပါဘူးဟက်ကီဆိုတာကိုဝါနိုတိုင်းပြည်မှာကရူအိုဆိုတဲ့စီးစင်းနေဆိုတဲ့အထိပ်ပက်ကိုစောင်းနေလို့အဖိုးဘယ်ကဆိုပါရဲ့လူဗီရဲ့ခန္ဓာကိုယ်ထဲမှာလည်းဟက်ကီတွေစီးစင်းနေတာမလို့အရင်ဆုံးခန်းစားကြည့်တိုက်ဖို့အဖိုးဘယ်ကထပ်ပြောတဲ့အခါလူဗီလည်းတခြားအာယုံစိုက်ပြီးထိုးလိုက်ပေမဲ့ထိသွားပြန်ခဲ့ပါရဲ့အားထဲလို့မရဘဲနဲ့ခန္ဓာကိုယ်တဲကအတုံးမချရသေးတဲ့ဟက်ကီကိုလက်သေးတဲ့ကိုစီးစင်းခိုင်းလိုက်လို့အဖိုးဘယ်ကထပ်ပြောပြလိုက်ပါတယ်သူတို့နဲ့နောက်ထပ်အဖွဲသားတွေကိုလည်းအမြန်လာခဲ့ဖို့လူဗီကအော်ပြောလိုက်ပါတယ် တဖက်မှာလည်းပင်ပန်းကသူ့ဖိုင်းဆနေပြီမလို့ဦးတုံးကိုရောက်ဖို့ဘလောက်လိုတယ်လဲလို့ခေကူကမင်းနေခဲ့ပါရဲ့ညာဆိုရင်တော့ရောက်တော့မှပါလို့ခေကူကပြောတော့ပင်ပန်းကလည်းပဲနေတဲ့စပြုတ်စားခြင်းနဲ့ဆိုပြီးချက်ဘက်ကိုကြည့်နေတဲ့အခါချက်ဘက်လည်းအရန်ကြောက်လန့်နေခဲ့ပါပြီအိဘဲစုမျိုးမှာလည်းရာစုကသူတို့တွေဟာဒီစာရွက်ကြောက်ဝဲစုံစည်းခဲ့ရပြီးတော့ခင်းမုံကအတော်လေးစဉ်းစားထားတာပဲလို့ပြောနေခဲ့ပါရဲ့အခုကအချံတွေကအိုချီလက်တည်သွားပြီမလို့အခက်တွေးနေကြတဲ့ဆိုပေမဲ့ရာစုကသူ့လာချမ်းတက်သူကိစ္စကိုတော့မသိခဲ့ဘူးလို့ဆိုပါရဲ့ ဒါကိုကြည့်ပြီးလှုပ်ချင်စိတ်ပြင်းပြသွားတဲ့သူတွေလည်းရှိတာမလို့ရာစုကတော်တော်လေးအတူတူတိုက်ခိုက်ပေးမယ်ဆိုတာကိုခရမ်မုတ်ကိုပြောပြဖို့ပြောလိုက်ပါတယ်။ခန်ချီယိုနဲ့ရှီနိုပိုတိုမျက်နှာလေးတွေကိုပြန်တွေ့ရတာကလည်းဝမ်းသာတယ်ဆိုပြီးရာစုကထွက်ခွာသွားခဲ့ပါတယ်။ရာစုကတကယ်တက်ကြွတဲ့သူမဟုတ်လို့ဘသူများရဲ့လို့ပြောပြတော့ကမေးတဲ့အခါရှီနိုပုကတော်တော်လေးမတိချောင်းပြန်ပြောတော့အားလုံးလည်းအယံလန့်သွားခဲ့ရပါတယ်။မတိရဲ့သူနဲ့အခုလို့ဘာလို့စကားပြေပြောနေရတယ်လို့စန်ဂျီကမေးတော့ခန်ချီယိုလည်းသူကတစ်ဖက်သက်ကြီးပြောသွားတယ်လို့ပဲပြောရမလားလို့ပြန်ပြောလိုက်ပါတယ်။ တဖက်ကလူဗီကလည်းမထီပဲထိုးနိုင်တဲ့ထိုးချက်ကိုလေ့ကျင့်နေခဲ့ပေမဲ့ထီပဲထိနေတာမလို့ကိုကိုဒေါ်ရရဲ့အရန်ထွက်နေခဲ့ပါပြီ။ပဲနီလေးစာရင်ကြည့်တဲ့ကွင်းကလည်းအတော်လေးတွန်းချနိုင်လွန်းတယ်လို့လူဗီကပြောနေခဲ့ပါတယ်။ဒေါ်ရထွက်နေရင်ဟာကီမစီစင်းနိုင်ကြောင်းအဖိုးခွာရောက်ကလည်းလူဗီကပြောပြလိုက်ပါရဲ့။ တဖက်ကရာစုတယောက်ကလည်းအဖိုးတယောက်အတွက်စားစရာလေးတွေပေးခဲ့ပြီးတော့အတူနေထိုင်သူအားလုံးကိုလည်းဂရုစိုက်ရှိနေပေးခဲ့ပါတယ်။ရာစုရဲ့တဦးတီတော်တမီလေးထုတ်ကိုကမြို့တော်မှာအလုပ်လုပ်နေရင်ရှားတဲ့ပတ်ဆက်ကိုရာစုစီပို့ပေးချောင်းအဖွားကလည်းဥစော်တကိုရှင်းပြပေးလိုက်ပါတယ်။ထုတ်ကိုဆိုတော့ဥစော်လေအိုထုတ်ကိုဆိုတဲ့ကောင်မလေးကိုမှတ်မိသွားခဲ့ပါတယ်။ ရာစုကသူသမီးလေးပုတ်ပေးတာတွေကိုတယောက်သေးတုံးပြရမှနှမျောစရာကြီးဆိုပြီးကို့အတွက်တော့မစားပဲအလုံးမလုံးနိုင်တဲ့သူတွေကိုစားစရာလေးတွေဝေငှပေးတယ်။ရာစုကအားလုံးစီကနေအချစ်ခံနေရတာပဲလို့အဖွားကဥစောတို့ကိုပြပြလိုက်ပါရဲ့။တစ်ဖက်မှာလည်းညာမိုးချုံနေပြီမလို့ပွဲသိမ့်လိုက်တဲ့အခါလူပိကဆက်တက်ခိုက်နိုင်တဲ့ဆိုရင်ပဲဗိုက်စာလို့အောင်ဟင်းနေပါတော့။အေးဘာလို့ခိုင်တူနဲ့မှတိုက်ခိုက်ချင်နေရတယ်လို့အဖိုးဟွာရောက်ကမေးနေတော့ဝင်ရှုပ်တဲ့သူတွေရှိနေလို့လူပိကခုန်ခွာရဟာကီကိုတုံးပြလိုက်ပါတော့။ အားလုံးမှောက်သွားတော့မှလူဗီကယူကိုအချောင်းကိုစရှင်းပြပေးပြီးခိုင်နိုကအဲ့ဒီယူကိုတွေကတယောက်ပဲဆိုတာကိုလည်းပြပြပေးလိုက်ပါဖာဝဲကင်ဖြစ်လာမဲ့သူမလို့လူဗီကသူကိုယ်တိုင်အားလုံးကိုတိုက်ထုတ်ပြစ်မှတ်ရမယ်လို့အဖိုးဟွာယောက်ကိုပြောလိုက်ပါတယ်။ဖာဝဲကင်ဆိုတော့ပင်တမယာကြီးဂိုရီရောဂျာလိုမျိုးများလားလို့အဖိုးဟွာယောက်ကမေးလိုက်ပြီးတော့ရောဂျာလည်းဒီတိုင်းပြည်ကိုရောက်လာခဲ့ဘူးသိရဲ့လို့ထပ်ပြောတဲ့အခါခင်ယမ်မိုလည်းအဲ့လိုပြောခဲ့ကြောင်းလူဗီကပြောမိသွားခဲ့ပါတယ်။ခင်ယမ်မိုကိုဘလို့သိနေရလဲလို့အဖိုးဟွာယောက်ကမေးနေတော့ခါပေါင်တဲ့သူရိုက်ဇိုကရောက်လာပါတော့ ဘလို့ဖြစ်တာလဲလို့အဖိုးဘာယောကမေးတော့ right ဆိုလဲသူရှင်းပြပေးမယ်လို့ပြောလိုက်ပါတယ်။တစ်ဖက်မှာလဲယူရှိမစ်ဆူခုဆူဆိုတာဟာရှာဆူဖြစ်နေခဲ့ပြီးတော့အဝိုင်းနဲ့ခံထားရပါတယ်။တစ်ဖက်ကအဖိုးဘာယောကလဲ right ဆိုတို့တွေအနည်း20အချိန်ကိုကြော်လွန်ပြီးဒီကိုရောက်လာခဲ့ကြောင်းတည်သွားခဲ့ပါပြီ။ လူဖီကတော့သူခါရဘောက်ဆိုတဲ့လူကိုမယုံနိုင်ဘူးလို့ပြောနေပြီးတော့တော့ကလည်းဘာလို့သူဟာဖြစ်နေရတယ်လို့ရိုက်ဆိုကိုပြောလိုက်ပါတယ်ခါရဘူကတော့ခိုင်းနာရီကုံသူလုံးမမလို့မရက်ဆက်ကြဖို့နဲ့အပြန်ကြရင်လည်းတင်မောပေါ်မှာစီကွင်းပြဖို့တောင်းဆိုလိုက်ပါတယ်ခါရဘူကအရင်ကသူလုတ်ခဲ့တဲ့ကိစ္စတွေကိုနောင်သားရနေပြီးတော့စိတ်ကိုလည်းပြောင်းလဲပြစ်လိုက်ပါပြီးလို့လိန်ပြောတဲ့အခါလူဖီကလည်းချက်ချင်းလက်ခံလိုက်လို့အရန်လန့်နေကြပါတော့တယ်အဖိုးခွားယောက်ကလည်းသူစိတ်တွေကိုတင်းခံပြီးတော့အသက်ဆက်ရှင်နေခဲ့တာတော်တည့်ရဲ့လို့ပြောနေခဲ့ပြီးတော့တိထက်တဲ့နေရတာနောက်ကျသွားမယ်ဆိုရင်ဘာမှမသိပဲတေသွားရတော့မှာပဲလို့ဆိုပါတယ် အခါစားကကိုးရောက်တဲ့အိုတန်ရဲ့တာကူဇူကီမမိုလိုစကဲကအသက်ရှင်နေတဲ့ပြီးတော့အခုထိတော်လန်မဲ့ဆိုတဲ့စိတ်တွေကလည်းမပြောက်သေးတာမလို့ဒီလိုဒါဆိုရင်အဖိုးခွာယောက်ကသူ့ကိုလည်းဝင်တိုက်ခိုက်ခွင့်ပြုတ်ဖို့တောင်းဆိုပါတော့ရဲ့ပြုကိုယောကဝါနိုတိုင်းပြည်ရဲ့ယာကူဇာဘော့စ်ကြီးဖြစ်ကြောင်းရိုက်ဆိုကပြောပြလိုက်တော့လူဗီလေသူထင်ထားတဲ့အတိုင်းအရင်ကအတော်လေးမိုက်ခဲ့တယ်မလားလို့ပြောလိုက်ပါတယ်။ပန်းမျိုးတော်မှာလူတွေလိုက်စုတယ်ဆိုပေမဲ့ဒီကိုရောက်လာခဲ့တာကလည်းကံကောင်းခြင်းတစ်ခုပါပဲလို့ဟိုယိုကိုကဆိုပါတယ်။ ီနေရာမှာဒီထက်ပိုပြီးကျယ်တဲ့နေရာ၅နေရာထက်ရှိသေးပြီးတော့ထောင်ပေါင်းများစွာရှိတယ်။ထောင်သားတွေကဒီဥဒမာရှိနေတယ်။အားလုံးကခိုးလို့တတ်လို့အဖမ်းခံခဲ့ရတာမဟုတ်ဘဲနဲ့ဒီကသူတွေကအိုအချီကိုတော်လန်နဲ့စိတ်ရှိတဲ့သူတွေပဲလို့ဟီယိုဂီယိုကပြောပြလိုက်ပါတယ်။ ဟွမ်တို့တိုင်းပြည်ကိုအမောင်ဘက်ကနေထောက်ပံ့ခဲ့တဲ့ယာကူဇာ boss တွေကလည်းဒီမှာရှိနေကြသေးတာမလို့ဟီယိုကူကသူပြောရင်ဝမ်းသာစွာနဲ့အားလုံးကတက်ခိုက်ပေးကြလိမ့်မယ်လို့ဆိုပါတယ်။ခါဝါမဆူကိုလည်း Ryzo ကသူမချခင်ထုတ်ပေးမယ်ဆိုတဲ့အကြောင်းပြောနေတော့လူပိကဒီနေရာကိုဖျက်ဆီးလိုက်မယ်ဆိုရင်အားလုံးအဖွဲသားတွေဖြစ်လာမှလားလို့ဝင်ပြောလိုက်ပါတယ်။ Ryzo ရှင်းပြလည်းမရတော့ပဲဖြစ်နေခဲ့ပြီးတော့လူပိကစားစရာတစ်ခုခုယူလာပေးခဲ့ဆိုတာနဲ့ခါဝါဘောင်ကလည်းပဲနီလေးစွပြုတ်ကိုအိုးလိုက်ယူဆောင်လာပေးခဲ့ပါတော့ရဲ့။ တဖက်မှာလည်းပင်မကဘိုင်ယန်စနေပြီမလို့မလုံနိုင်ဖြစ်နေခဲ့ရပြီးတော့ဥတုံကလည်းမကြခင်ရောက်ရှိကြပါတော့မယ်တပကလူဗီတို့ကတော့ပဲနေတဲ့စပြုတ်ကိုတပွဲပြီးတပွဲစားတော့လို့နေခဲ့ပါပြီ။ရာစုတယောက်အတော်လေးနှိမ့်ဆက်ခံနေရပြီးတော့တခုကြီးယူရှီမီဇုခိုဆူဆိုတာကိုလည်းပြောလိုက်ပါရဲ့။ခိုဆူဆိုတဲ့လူကတေးကြရင်ဘာလို့ညာတကောင်ကြီးပေါ်လာရရလဲလို့ထူထူကပြောရင်ရိုက်ချလိုက်တဲ့အခါသပင်စီထတာကပြုတ်သွားခဲ့ပါရဲ့။ဖူဂူခူချူကလည်းရာစုကိုကြည့်ရင်တူတူတီထားမိပြီလို့ဆိုပါရဲ့။ flower မျိုးတော်မှာတဲ့တခိုးကြီးကိုဖမ်းမိပြီဆိုတဲ့အကြောင်းပြန့်နှံ့လွန်နေခဲ့ပါတယ်။ Fukuchu ကလည်းဒီကိစ္စကို Oichi ကိုတင်ပြဖို့လုပ်နေပေမဲ့အသေးကွဲနေတဲ့ Oichi တယောက်ကတော့သူခန့်စားချက်တွေကိုနားမလည်ဘူးလားဆိုပြီးပြန်ပြီးတော့အော်ဟစ်နေပါတော့ရဲ့။ ဟီယိုရှီယိုလောက်တာမှန်တာမလို့ဒီတိုင်းနေမယ်ဆိုရင်ကိုတိခကြာစင်းနိုင်ကြောင်ဖူကူကူချူကပြောတဲ့အခါအိုချီရဲ့ဒေါ်သားရဲ့ရန်ထွက်လာပြီးတော့အဲ့ဒီတကိုးကိစ္စကိုသူကယူမဆိုင်ဘူးလို့ပြောလိုက်ပါရဲ့ခူမွန်စကီလိုလှပတဲ့အမျိုးသမီးလေးကဒီကဘာပေါ်မှာနောက်ထပ်တယောက်မရှိနိုင်တော့ဘူးဆိုတာကိုမသိဘူးလားလို့အိုချီကထပ်ပြောတော့ဖူကူကူချူလည်းသူပြောတာကိုခဏလေးတော့နားထောင်ပေးဖို့တောင်းဆိုလိုက်ပါရဲ့ ယူရှိမစ်ကိုဆိုကတာမန်တကူတယောက်မဟုတ်ပဲဟီယိုပုံစံမျိုးလုပ်နေပြီးသူရဲ့တယုံမှန်ကိုလည်းပြောပြလိုက်တဲ့အခါအိုချီအယံအံ့ဩသွားခဲ့ရပါပြီ။သူကအသက်ရှင်နေတရလားဆိုပြီးအိုချီကကြောက်လန့်နေပြီးအားလုံးကိုဥမာပြတဲ့အနေနဲ့တေးတန်းပေးမယ်။အခုချက်ချင်းဝါနိုတိုင်းပြည်လုံးကိုအမိန်ပေးလိုက်ဖို့ဖူကူကူချူကိုပြောလိုက်ပါရဲ့။အဲ့ဒီချိန်ကီယိုရှိုကအားလုံးပြင်ဆင်ပြီးချောင်းနဲ့ဒီနေ့ကခမိုစကဲကိုတချို့မှလည်းဖြစ်တာကြောင့်လူအများကြီးလည်းရှိနေလောက်ကြောင်းထပ်ပြောလိုက်ပါရဲ့။ သူတို့နဲ့အိုးချီလဲယူရှိမစ်ဆိုခိုဆိုကိုခုမဝစကင်းနဲ့သူတချို့ပေးမယ်ဆိုပြီးဆုံးဖြတ်လိုက်ပါရဲ့တပကဥကြောင့်မလဲကွင်းကကန်ကျွန်းတဲ့စကားပြောနေပြီးခုမဝစကေတေသွားပြီးဆိုတာလဲဒီလိုက်ရပါရဲ့ခိုင်တို့ကသူ့လိမ့်နေရဲ့ထင်ရင် light screw စနေကိုကြည့်ဖို့ပြောလိုက်ပါရဲ့ကွင်းတယောက်လေအတော်လေးဝမ်းနေနေတဲ့အခါအဆောင်တွေလေအခြေအနေတွေကပိုဆိုးလာလိမ့်တော့မယ်လို့တီတို့ပြောဆိုနေခဲ့ကြပါရဲ့တပကလူပီတို့ကလည်းပန်နီလေးစားထားပြီးဝါနေကြတော့ကွင်းအရှမ်းအံ့ဩနေခဲ့ပါရဲ့ အဆောင်တွေကလည်းပဲနီလေးအိုးလိုက်ပျောက်ဆုံးသွားတာကိုပါတင်ပြလိုက်မယ်ဆိုရင်တပည့် shock တွေဖြစ်ကုန်တော့မှပဲလို့ပြောနေခဲ့ပါတယ်။ Queen ကအခုကစူမိုလောက်ရမယ့်အချိန်မဟုတ်လို့ပန်းမျိုးတော်ရဲ့ light screw စနေကိုပြဖို့အဆောင်တွေကိုပြလိုက်ပါတယ်။ခုဝီနေမီအာထာမရှာမာမာလည်း shoot မှာဘီကိုဟိုဂျန်ကလာတိုက်ခိုက်နေခဲ့ပါတယ်။စားစရာနဲ့လက်နက်တွေကိုအထမရာမာတကိုးအဖွဲ့ကခိုးသွားတာခွင့်မလွတ်နိုင်စရာပဲဆိုပြီးဟော်ဒန်ကစတိုက်ခိုက်ပါတော့ရဲ့ဒါတကူကာယိုတို့ကလည်းစောင့်ကြည့်နေပြီးအဲလောက်ကြီးတော့ဖြစ်မဲ့မထင်ထားခဲ့ဘူးလို့ဆိုပါတယ် ဒါခင်ရမုံရဲ့အကြံပေးမလို့စပီးစောင့်ကြည့်နေရလိမ့်မယ်လို့ဝန်ဒါကဆိုပါတယ်။တဖက်ကဟိုဒန်ကလည်းမတိကျအောင်စောင့်မနေဖို့ရှူတမာကိုပြစ်လိုက်ပြီးတော့လူပိကတဲ့ရှူတမာရဲ့အဖွဲသားထင်နေရကြောင်းဒီထင်ရကမင်းအဖွဲသားလောက်ခဲ့တာလေလို့ထပ်ပြောလိုက်ပါတယ်။ရှူတမာကတော့သူဘာမှမသိပါဘူးလို့ပြောနေပေမဲ့ဟိုဒန်ကတော့မတိကျအောင်စောင့်နေရလို့ပဲထင်နေခဲ့ပါတယ်။ဟိုရန်ကရှူတမာတို့အခန်းကိုမိလောက်လိုက်တွင်းနေပြီးတော့သူ့ရဲ့ရည်ရွယ်ချက်ကဒီအာထာမာယာမာကိုဖျက်ဆီးပြဖို့ပဲလို့ပြောလိုက်ပါတယ်။မိကအတော်လေးလောင်နေပြီမလို့ရှူတမာတို့လည်းအားလုံးကိုနောက်ပြန်ဆုတ်ခိုင်းရပါတော့ နောက်ကနေလိုက်နေတဲ့အဖွဲသားတွေကိုလည်းဟိုတန်းကတားဆီးလိုက်ပြီးတော့ပုံစီရနေရာတွေမရှိတော့ဘူးလို့ဒီလောက်နေတဲ့လုံလောက်ပြီလို့ပြောလိုက်ပါတယ်။မိကငိမ့်မုံမဖြစ်နိုင်တော့တာမလို့ရှူတမာကိုလည်းဘာခူဝါမျိုးတော်ကိုသွားဖို့ပြောလိုက်ပါတယ်။အဲ့ဒီကိုသွားရင်ခိုင်တုံရဲ့လူတွေနဲ့တိုးလိုက်မယ်လို့အဖွဲသားတွေကပြောနေမယ်ရှူတမာကတော့ဒေါတာရဲ့အရန်ထွက်နေပြီးအားလုံးကိုတတ်ပစ်မယ်လို့ဆိုပါတယ်။တရကစီစဉ်ထားတဲ့အတိုင်းပဲလို့ဝါနာတို့လည်းချက်ချင်းခဲမို့တို့ကိုပြပြလိုက်ပါတယ်။အချံကလည်းပေါက်ချသွားရင်မလို့အာရှူဝါကိုလောလောဆယ်ဘီစပိုင်ကိုပြဿနာရှာတဲ့သူအနေနဲ့တာထားပြီးတော့ခဲမို့ကတို့လည်းသွားကြမယ်လို့ဆိုပါတယ်။ မြောက်ဖက်တင်ကြိုင်ဝင်ကိုမှလည်း brook ကဇိုလို့စီပြန်လာတဲ့အခါမိန်ကလေးတစ်ယောက်နဲ့အဲ့ဒီတားကိုမြင်ပြီးတော့အရန်လန်သွားခဲ့ရပါတယ်။ဝင်းရှုံးမီလို့တောင်းပန်ပါတယ်ဆိုပြီးတော့ brook ကပြန်ထွက်သွားတဲ့အခါဇိုလည်းပြန်လာခဲ့ဖို့လှမ်းပြောလိုက်ပါတယ်။ hiyori နဲ့ thuko ကလည်းနနိုချင်း brook ကိုအရန်လန်နေကြလို့သူတို့ရဲ့အဖွဲသားဆိုတာကိုဇိုကပြပြလိုက်ပါတယ်။ Hiyori ကမိုးရဲ့ညမဆိုပေမဲ့ Obian နဲ့တူကြောင်း Brook ကပြောတော့ Thoku ကလည်းအဲ့ဒီ Obian ပဲလေလို့ဝင်ပြောလိုက်ပါရဲ့ ဆိုကအရန်ချမ်းနေရဲ့ပုံပေါက်နေခဲ့လို့အဲ့လိုလုပ်ပေးလိုက်ရတာဖြစ်ပြီးတော့ဒါပေမဲ့ယောက်ျားလေးတွေကဟီယိုဘီဘေးနားမှာအိတ်ခွင်းရမယ်ဆိုရင်တေပျော်ပါပြီလို့ပြောခဲ့တာမလို့ပျော်ခဲရလားလို့မေးတဲ့အခါဆိုလည်းအရန်စိတ်ပြတ်နေပါတော့ရဲ့ နာမည်တို့ကိုလည်းမတွေ့ရသေးပဲပန်းမျိုးတော်မှလည်းစုညံနေကြောင်းဘရော့ကပြပြလိုက်ပါတယ်။ဝါနိုမှလည်းဒီနေ့အိုဗီယန်ကိုတချိုးပွဲနဲ့တခိုးချင်းယူရှိမစ်ဆူခုဆူကိုလည်းဖမ်းမိသွားကြောင်းနဲ့သူရဲ့တယုံမှန်ကိုလည်းတီးသွားပြီဆိုတဲ့ဖြန့်ဝေစာကိုပါပြလိုက်ပါတယ်။ဒီဘဲဆူမျိုးကပဲဖြစ်ပြီးတော့မှမီလောက်ကတော့နာမည်ကယာဆူးဆိုလာဆိုပြီးဘရော့ကပြောနေတော့ထွန်းနိုယာဆူးလားလို့ဇိုကမေးလိုက်ပါတယ်။ အဲ့ဒီလူပဲဖြစ်ကြောင်းဘရိုကာပြန်ပြောတော့တမီးဖြစ်တဲ့ထုတ်ခိုးလေးလေးအရန်တုံတုံလို့နေခဲ့ပြီးတော့အပြင်ကိုထွက်ပြေးသွားပါတော့။ POV ကလည်းဇိုးကိုကျဉ်းစင်စကားပြောပြီးတော့သူပါချက်ချင်းလိုက်ထွက်သွားတဲ့အခါဇိုးကလည်းမင်းကိုမင်းအောင်မှမကာကွယ်နိုင်ခဲ့ဘူးလေလို့ပြန်ပြောပြီးတော့အနောက်ကလိုက်ရပါတော့။ထုတ်ခိုးလေးကလည်းမျက်ရည်တွေနဲ့ရှီမောနေပြီးအဖေဖြစ်သူစီကိုသွားဖို့လုပ်နေတာမလို့ဇိုးကတားလိုက်ပါတယ်။သူ့ရဲ့အဖေတည်တံပေးခန့်ရတော့မှမလို့ထုတ်ခိုးလေးကသူ့ကိုလှုပ်ပေးဖို့ပြောတဲ့အခါဇိုးလည်းအရန်အော်သွားခဲ့ရပါတယ်။တဖက်ကရာစုကိုလည်းတည်တံပေးဖို့ခေါ်ထုတ်လာနေခဲ့ပါပြီ။ ဒါလေးကတော့ one piece အပိုင်း235ဖြစ်ပြီးတော့အပိုင်း236ကိုဆက်တင်ပေးနိုင်မှုအတွက် like လေးတရားချက်စနေပြီးတော့ comment ကျွန်တော်မှတ်မိခဲ့ကြပါအောင် channel ရဲ့ subscribe လေးမလောက်အောင်လုပ်ပြီးတွက်ခဲ့ကြပါအောင်ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ကတော့ဆက်မှတ်ပါ